မရဏတာတခင်ဖျားကြွလာတော့မီမေလ9ရက်စာတန်လက်စားချင်းဤပြောင်မြောက်သည့်လက်ရာမထင်ရှားသောအရာတို့သည်ငါတို့ဖျားသခင်သာရဖျား၏အငမ်းအတာဖြစ်ပေါ်ပြတော်မူသောအရာတို့သည်ကာလအစဉ်မပြည့်ငါတို့နှင့်ငါတို့သားသမီးများတို့၏အငမ်းအတာဖြစ်၍ဤပြည့်ရတရားစကားအလုံးစုံတို့ကိုစောင့်ရှောက်ရမည်အကြောင်းသည်တရားဟောရာခြင်းအခန်းကြီး29 အငယ်29လောကီအရာများနဲ့ဝိညာဉ်ရဲ့အရာတို့ကိုသိတော်လူသားရဲ့အသိဉာဏ်သည်တပိုင်းတစ်စသာဖြစ်၍မပြည့်စုံချေထို့ကြောင့်များစွာသောလူတို့သည်သူတို့၏တိတ်ပံပင်ရာရှုမြင်ချက်နှင့်တမာကျမ်းစာ၏ဖော်ပြချက်များကိုသဟဇာတဖြစ်အောင်မငှိယူနိုင်ကြချေလူများစွာတို့သည်အယူအဆများနှင့်မှန်းဆချက်တသက်များကိုသိပ္ပံဆိုင်ရာအချက်လက်ကဲ့သို့လက်ခံကြသည် ဖျားသခင်၏နှုတ်ကပတ်တော်ကိုတိတ်ပံအတက်ဟူ၍အလွဲခေါ်ဝေါ်သောတိတ်ပံအတက်ဖြင့်ဆန်းစစ်ရမည်ဟုယုံကြည်ကြသည်တိမောသေဩဝါဒစာပရမဆောင်အခန်းကြီး6အငယ်20ဖန်ဆင်းရှင်နှင့်သူ၏လုံများသည် သူတို့နားလည်နိုင်စွမ်းမရှိကြချေသူတို့သည်တဘာဝတရား၏ဏိယာမများဖြင့်မရှင်းပြတတ်ကြသောကြောင့်တမာကျမ်းစာမှာဖြစ်ရများကိုမယုံကြည်ထိုက်ဟုတတ်မှတ်ကြသည် ဓမ္မဟောင်းကျမ်းနဲ့ဓမ္မတိကျမ်းတို့မှာမှတ်တမ်းများကိုယုံကြည်အားထိုက်သည်ဟုမယူဆကြသူတို့သည်ဆက်ပြီးဘုရားသခင်တည်ရှိနေခြင်းကိုတန်တရားဝင်ကားတဘာဝတရား၌အတိုင်းမတိတကူရှိသည်ဟုမှတ်ထင်ကြသည်မိမိတို့ကြောက်ဆိုးကိုလက်လွတ်လိုက်ကြသည့်အတွက်ဘုရားမဲ့ဝါရဤကြောက်ဆောင်နှင့်သူတို့တိုက်မိကြပေလိမ့်မည်ထို့ကြောင့်များစွာသောသူတို့သည်ယုံကြည်ခြင်းမှမှားယွင်းကြကားစာတန်၏သိဆောင်ခြင်းများကိုခံကြရသည် လူသားတွေခေါ်များသည်ထာဝရကာလ၌ပင်လေခါမျှမဖော်ပြမဲနည်းနည်းသောအရာများကိုရှာဖွေရှင်းပြရန်ကြိုးပမ်းကြသည်။ဖျားသခင်သည်မိမိကိုယ်တော်တိုင်နှင့်မိမိရည်ရွယ်ချက်များအကြောင်းသိစေသည့်အရာကို လူတို့သည်ကြိုးစားရှာဖွေသဘောပေါက်နားလည်လျှင်မိမိတို့သည်မင်းမြတ်တဲ့နှုတ်ကြောင့်သဘောပေါက်နိုင်ရန်နှင့်ဖော်ပြသည့်အရာဖြင့်ကျေနပ်နှိမ့်သိမ့်စေရန်အလို့ငါသူတို့သည် ယေဟောဝါဖရာ၏ဘုန်းဝတ်တရေကြီးမြတ်ခြင်းနှင့်တကူတော်တို့ကိုမြင်ရကြလိမ့်မည်။ဖရာသခင်မဖော်ပြသည့်အရာနှင့်ကျွန်ုပ်တို့နားလည်ရန်မရည်ရွယ်သည့်အရာများနှင့်တက်ဆိုင်၍လူတို့၏စိတ်သည်အမြဲရှာပွေခမန်းစေရန်မှာစာတန်လှည့်စားခြင်းပြောင်မြောက်တော်လျာဖြစ်သည်။ဤအကြောင်းကြောင့်ပင်လူစီပါသည်ကောင်းကင်၌မိမိနေရာကိုဆုံးရှုံးခဲ့ရသည်။ဖရာသခင်ရည်ရွယ်ချက်များ၏လျှွက်ချက်အလုံးကို သူ့အားယုံကြည်စိတ်ချ၍မပေါ်ပြတော့ကြောင်းသူသည်မကျင်မနှက်ဖြစ်လာခဲ့သည်မြင့်မားသောရာထူးအတွက်သူအားပေးချသည့်ကြာဝင်များနှင့်ပတ်သက်၍ပေါ်ပြသည့်အရာကို သူသည် လုံးလုံးအလေးမထားဘဲလိလျူရှုခဲ့သည်မိမိအမိန့်အောက်၌ရှိသောကောင်းကင်တမများထဲ၌အလားတူမကျင်သောမှုကိုလုံးဆောင်ပေးခြင်းအပြင်သူတို့ကိုကြာရှုံးစေသည်သူသည်ယခုတွင် လူတို့၏စိတ်တွင်အလားတူစိတ်သဘောထားများဆွေးမြဲစေရန်နှင့်ဖျားသခင်၏တည့်ရဲ့မိမ့်မာချက်ကိုသူတို့အလေးမထားဘဲနေစေရန်ကြိုးပမ်းလျက်ရှိသည်။